ထေးရန်တရားပြဆရာက ပြောပါတယ်ဗျာတဲ့ယေရှုဖျားတခင်ကလူသားအလုံးကိုဖန်ဆင်းတယ်တဲ့ဗျာဖန်ဆင်းတဲ့တဘာဝရှိမှာဂေါရမကလာကျင့်လာတယ်ဗျာတဲ့အမှန်နော်ဂေါရမကဖျားတခင်ရဲ့တားတော်ဖြစ်တယ်တဲ့ဖြည့်ရှင်းပေးပါအောင်ဗျာတဲ့ဩလုံးပြန်ပြီနော်ဘုန်းတော်ဂေါရမမြတ်စွာဘုရားလည်းအကောလုံးကမွေးစားခြင်းကြတယ်မွေးစားမွေးစားမိပါတယ်အတော်ပေါ်တာပဲနော်ဟိုဟိန္ဒူကလည်းပြောတယ်ဟိန္ဒူကလည်းဘုန်းတော်ဂေါရမမြတ်စွာဘုရားကိုနဝမမြောက်အဝတာရာ เนาะတို့ရဲ့တို့ရဲ့ဖရာရှင်နတ်ဖရာကောင်းကင်ရနတ်ဖရာကဒါကိုပါမြောက်မွေးစားခြင်းကိုပါမြောက်ဝင်စားခြင်းလူဝင်စားပြီးတော့အများကောင်းဆုံးဆောင်ရွက်တယ်เนาะခေါ်ရမမြတ်စွာဘုရားကိုကိုပါမြောက်နဝမမြောက်အဝတာတာလူပြန်ဝင်စားပြီးတော့ကဲတင်တဲ့ကိုညီတဲ့သူဆိုပြီးဟိန္ဒူကလည်းဗုဒ္ဓကိုဝေးစားခြင်းနဲ့နာမည်ကြီးတဲ့သူတွေကြောက်လဲเนาะ ဘုန်းတော်ဂေါတမမြတ်စွာဘုရားနာမည်ကြီးရောဟိုကအမျိုးတော်ကျင်ဒီကအမျိုးတော်ကျင်အမျိုးလာဆက်တာများအခုလည်းအခုအခုကတော့အခုမှကြာဘူးဒါတော့ရှင်တော်ဘဘလည်းဘာသာရေးဘာသာရေးအစွမ်းရောက်နေဘုန်းကြီးတော်မဟာဝိဒ္ဓကျောက်ဘုန်းကြီးတော်လည်းတမျိုးမြင်တော့မှာပဲကဲထားတော့မတတ်နိုင်ဘူးဖြေရပါဘောနော်အဲ့ဒါလည်းစောစောကဘဘပြောတဲ့ဒီဟာနဲ့ပြန်ဆက်ဆက်တွေ့ကြည့်လေလောက်ကရောဖန်ဆင်းနေဆိုတာအဲ့ခိယံဘာသာဝင်နေတခြားဘာသာကြမပြောနဲ့ခိယံအဲ့ယေရှုဖရာတို့အဲ့သာဝရဖရာကခိယံဘာသာ ပုံကိုယ်တွေကလောကကြီးဖန်ဆင်းနေဆိုတော့သူတို့ဘာသာဝင်တဲ့အားလုံးအောင်ယုံကြည်လက်ခံရလားဘာတက်တယ်ပြနေတဘာဝရှိသလားဆိုတာတဘာဝကြာရလားခေယံဓမ္မဆရာတွေခေယံဘာသာဝင်တွေကိုလည်းသိပ္ပံညာရှင်တွေဖြစ်လာတယ်ဒီအထုသက်ပြအာဂါဒရင်တွေနော်တကယ်နိုင်ငံတကာတကယ်ဒါဘုနကဘာပတ်နောက်ဆုံးတခြားစကြဝဠာတွေဒီလှည့်လည်ပြီးကြည့်တဲ့အခါမှာလောကကြီးကဒီကဘာမြေကြီးကဘယ်ရနေစဖြစ်တာလဲတမန်ကျမ်းစာမှာပြောတဲ့ဟောပြောချက်တွေအလွဲတွေဆိုတာသူတို့ကိုယ်လည်းသိတာ เนาะငွေကြီးဘယ်သူဖန်ဆင်းတာလဲဘယ်သူမှဖန်ဆင်းတာမဟုတ်เนาะဒါလို့တန်းငွေတွေစုပေါင်းပြီးဖြစ်တည်လာဂျိုးတွေဂျိုးသိန်းဂျိုးမွားတွေဒီကဘာဂျိုးကြီးဆိုတာကလေလောကရဲ့အကြောင်းအကျိုးဆက်နွယ်မှုတွေကြောင့်เนาะဒီလိုတန်းငွေတွေဒီအတန်တွေစုပေါင်းပြီးတော့ကဘာမြေကြီးဖြစ်ပေါ်လာတယ်ရေစီတောတွေတောင်တွေဖြစ်ပေါ်လာတယ်အင်္ဂါဂျိုးတောက်ကြဂျိုးဒါတွေလည်းအတိတိုင်းပဲနေရစားလရရစားဘာကြောင့်ဖြစ်ပေါ်လာလဲဒီဥက္ကာခဲတွေเนาะတို့တိလာတိလာတဲ့ခါကျတော့เนาะ ဒီတမန်ကျမ်းစာထဲမှာကဘာမြေကြီးဖန်ဆင်းတယ်ကွာအဲ့ဒါအင်္ဂါဂျိုရောသူတို့ယေရှုဖန်ဆင်းတာလားဒါမှမဟုတ်ယေဟောဝါဖန်ဆင်းတာလားနေရောဘုရင်ဖန်ဆင်းတာရောတခြားဘုရင်ငကံဝိတန်ဘုရင်ဂလက်စီမှာဒီဒါယူနီဘတ်ထဲမှာအများကြီးပဲလေအဲ့ဒါတွေရောအကုန်ဖန်ဆင်းတာလားအဲ့ဒါတမန်ကျမ်းစာမှာလုံးဝမပါအဲ့တော့ကြည်ကြည်အောင်ဒီကဘာမြေဖြန့်စင်းတဲ့ဆိုတာယုတ်တိတန်သလားမတန်သလားကွက်ကိုတွေးဖို့ဒါဘာသာကြားရတော့မျိုးစုံပြောမှာပဲအဲ့ဒီ view site မနေနဲ့ဒါပေမဲ့မဟုတ်မဟုတ်တဲ့အကြောင်းတော့ဖြည့်ရှင်းရအောင် အဲ့ဒီတည်းလေဘုံကအမှုခံပြီးပြောပြနေနော်ဘုံတော့ဂေါတမမြတ်စွာဘုရားရဲ့အဖေကဘယင်တုတ်တော်တနာဖြစ်တယ်အမေကမေတော်မာယာဖြစ်တယ်ဒါလူလိုပြောတာဖတ်ကြည့်မိတော့လေမေတော်နော်လူသားတွေကဘုရားမဖန်ဆင်းတာမဟုတ်လူတို့ပြုထားတဲ့ကံတရားအတိုင်းပဲသွားနေတာဒီလောကကြီးကိုဖန်ဆင်းရဆိုဘာကြောင့်ငြိပြီးဖန်ဆင်းတာလဲဘာကြောင့်ဒုက္ခိတာတွေဖန်ဆင်းတာလဲဘာကြောင့်စစ်ပွဲတွေဖန်ဆင်းတာဘာကြောင့်လူဆိုးတကိုးတွေဖန်ဆင်းရတာလဲအဲ့သာဝဘုရားကကိုဖန်ဆင်းတဲ့အရာဘာလို့ကိုကမနိုင်ရတာလဲဘာလို့မထိန်နိုင်ရတာလဲ ဘာလို့အဲ့ကောင်းတာတွေပဲဖန်ဆင်းပါလားဆင်းရဲသားတွေဘာလို့ဖန်ဆင်းတာလဲချမ်းသာတဲ့သူတွေပြည့်ပြည့်စုံတဲ့သူတွေအနာရောဂါတွေကိုဗစ်တွေစစ်ပွဲတွေပြောရအများကြီးကဘာကပ်ပေးတွေဘာကြောင့်မိတောင်တွေဖန်ဆင်းရတာလဲသူတို့ဘုရားဖန်ဆင်းနေဆိုရင်ဘယ်ဘုရားဖန်ဆင်းတာလဲဘာလို့အစိုးတွေဖန်ဆင်းရတာလဲလောကကြီးဒီအာရန်တွေအေးဝါတွေပန်းသီးတွေလုံမနေနဲ့ဒါယုတ်တိရှိသလားတဘာဝကြရလဲဘယ်နှခုနှစ်ကလဲနော် ဒီပန်းသီးတွေစားကောင်းလားရမစားကောင်းလားအဲ့ဒါဆိုအဲ့ပန်းသီးပါအစရမဖန်ဆင်းတဲ့ပုံဖန်ဆင်းမတော့တခါလေပြည့်ပြည့်စုံအောင်ဖန်ဆင်းပါလားအများကြီးပဲပြောစရာရုပ်တိရှိသလားနော်လူတွေပေါ်မှာမေတ္တာထားရဆိုရင်သူဖန်ဆင်းတဲ့သူတွေအကုန်လုံးကသူ့ကိုကြည်ညိုရမှာပေါ့အဲ့ဒါဆိုအခုကကဘာပေါ်မှာဘာသာတွေအများကြီးလူမျိုးပေါင်းစုံကအရေးရှိကိုကြည်ညိုရလားတခြားဘယ်သူဖန်ဆင်းတဲ့သူကိုအကုန်လုံးကြည်ညိုတာမှာပေါ့သူဖန်ဆင်းရင်သူ့စကားနားထောင်အောင်ပါသူဖန်ဆင်းသူ့စကားနားမထောင်တော့တဘာဝမကြဘူး ပြောရင်အများကြီးပဲယုတ်တိမရှိဘူး။ဘာလို့ဒုက္ခတွေဖန်ဆင်းရတာလဲ။နော်။ပြောရင်အဲ့လိုပေါ့။ဒီကဘာပေါ်မှာတော့မှရေရရမသိတာ။နောက်မှမွေးပြီးမိဦးနာမည်မှတ်ချင်တာ။ယေရှုခရစ်တော်ဘယ်နှခုနှစ်မွေးတာ။ဘုန်းတော်ဂေါရမမြတ်စွာဘုရားတဲ့။နှစ်ပေါင်းများစွာ။နော်။နှစ်600 900အများကြီးกว่าချာ။ဒီလိုမျိုးတွေกว่าချာတဲ့သူတွေကတို့ရောဖန်ဆင်းတယ်ဆိုတော့ အဲ့တော့ယုံကြည်လဲယုံကြပေါ့နော်အယူတွေပဲယုံလေးဒါတွေပြောရင်လည်းမကောင်းနော်မျက်ရည်ချူဗီဇက်နာပြီးတော့အောက်လုံးနေနဲ့သူတို့ရောသူတို့ရိုးအယမ်းမြင့်ပြီးတော့နော်တကယ်တော့အယူကွက်နင်းပြီးတော့တာဒနာပြုတဲ့နေစနေတွေပါပဲနော်လောကကြီးဘယ်သူမှမဖန်ဆင်းလောကနော်လူတွေလူသားတွေပြုတဲ့ကံတရားတိုင်းလောကအသွားနေရတာပါမိစ္ဆာဒိဋ္ဌိအယူတွေအမှန်တန်ကြောက်စရာကောင်းတယ်ဘဘုံတို့အယမ်းကံကောင်းတယ်ဆိုတာအဲ့ဒါ ဒီလွဲမားတဲ့အယူတွေကိုယုတ်တိမရှိတဲ့တဘာဝမကြတဲ့အယူတွေကိုလက်မခံမိဖဲနဲ့မှန်ကန်တဲ့ဓမ္မကိုပဲလက်ခံမိတာအရင်ကန်ကောင်းတာပဲဒီနိုင်ငံရောက်လာတဲ့ကဒီမှာချမ်းသာကြွားဝတဲ့သူတွေမြင်နေတရားတော်နဲ့ကောင်းတာတွေလည်းရှိအစိုးရတွေလည်းအများကြီးပဲသူတို့တွေအချိန်နဲ့ဖြုံးပြီးတော့နော်နေကြတယ်အာတေးကောင်းကင်ဘုံရောက်မှာပဲဆိုပြီးနေတယ်တေးပြီးတရေဖြစ်နေတာအများကြီးပဲဘဘဘယ်ရောက်ရောက်ဒီမှာဒီနိုင်ငံမြန်မာပြည်လက်တရေတွေပေါ်ဗနီယာတိုင်းရှိပါတယ်ပိတ်တာ ဒီနိုင်ငံမှာပို့များတယ်ဗျာအာလူတွေမကြွမလွတ်လာတယ်အများကြီးပဲဘယ်ကကောင်းကင်ပေါ်ဘာကောင်းကင်ပေါ်မှမရောက်အစွဲတွေနဲ့တည်တော့နော်လောဘနဲ့တည်ပိတ်တာဖြစ်မှာဒီတဘာဝကြီးကိုဘယ်သူမှဖန်ဆင်းတာမဟုတ်လူသားတွေရဲ့ကံတရားဖန်ဆင်းတာထာဝရဘုရားဖန်ဆင်းနေဆိုတာတော့သူတို့ယုတ်တိမတန်တဲ့အပြောတွေပဲနော်တိဗ္ဗပညာရှင်တွေလောဓာတ်စင်တွေကိုလေ့လာတဲ့ကဓာတ်တွေကိုလေ့လာတဲ့ကအတန်တွေလေ့လာတဲ့ကဒါလောကကြီးဘီယာဘယ်လိုစဖြစ်လာလဲဆိုတာသူတို့သိတာပဲ ဘယ်ရာမှယေရှုမဖန်ဆင်းတာမှအားကြောင့်မလို့တချို့တော်တော်များများဘာသာမဲ့တွေဖြစ်ကုန်တယ်ယုတ်တိမတန်တဲ့အဲဒီဟောပြောချက်တွေอ่ะเนาะ